။ဒါရတော့မနေ့ခင်းလေးပါခင်ဗျာ။ခရစ်တော်နိုင်အားလုံးကိုနေ့စဉ်မနေ့ဒေသနာစီစဉ်ကနေကြိုဆိုပါရစေ။စိတ်နှလုံးပြင်ဆင်လက်အသက်ရှင်သောနှုတ်ဘတ်တော်ကိုအတူတူခံယူရအောင်နော်။ဒီကနေ့မနေ့အားလုံးနဲ့အလင်းပေးဝင်ငှခြင်းနဲ့နှုတ်ဘတ်တော်ခေါင်းစဉ်လေးကတော့မဆိုးရင်နဲ့မနက်ဖြန်အတွက်မဆိုးရင်နဲ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူခွန်အားယူကြမှာဖြစ်ပါတယ်။အခြေပြုချမ်းကတော့ရှမတဲခရိယခန်းကြီး6အငယ်34ဖြစ်ပါတယ်ကျွန်တော်ဖတ်ပါမယ် ထို့ကြောင့်နှက်ဖြံအဖို့မစိုးရင်ကြနဲ့နှက်ဖြံနေသည့်မိမိအဖို့စိုးရင်ရလိမ့်မည်ယခုနေ၌ရှိတော့မကောင်းမသင့်သောအရာဒီယခုနေဖို့လောက်ပေ၏တမာချင်းစာထဲမှာကျွန်တော်တို့ကိုမနှက်ဖြံအတွက်မစိုးရင်နဲ့လို့ကျွန်တော်တို့အတန်တန်တွင်တင်ထားတယ်ဘာလို့လဲသိလားကျွန်တော်တို့ယုံကြည်သူခရိယန်ရော လူဆိုတာဖြစ်လာတာနဲ့ကျွန်တော်တို့စိုးရင်တတ်တယ်အခုနားထောင်နေတဲ့နေတတ်တဲ့သူတွေလည်းအားလုံးစိုးရင်တတ်တယ်ကျွန်တော်လည်းစိုးရင်တတ်တယ် မနဲ့ပြန်တဲ့မပြောနဲ့တပတ်ခါအတွက်အော်နောက်တပတ်အတွက်နောက်တစ်လအတွက်အိုးမရောက်လာသေးတဲ့နောက်တစ်နှစ်အတွက်လဲစိုးရိမ်နေတတ်တယ်စိုးရိမ်တာအပြစ်လားဆိုတော့ကျန်းစာထဲမှာစိုးရိမ်တာကအပြစ်ပါလို့တော့မဖော်ပြဘူးဒါဆိုရင်ဘာလို့ကျန်းစာထဲမှာမစိုးရိမ်နဲ့လို့ကျွန်တော်တို့ပြောတာလဲအဖြေကအင်မတန်ရှင်းတယ်ဒီမှာကျွန်တော်အပိုင်းနှစ်ပိုင်းခွဲမှရှင်းပြခြင်းတယ်ပထမဦးဆုံးကျန်းစာကပြောတဲ့မစိုးရိမ်နဲ့ဆိုတဲ့အရာကဂတိတော်ဖြစ်တယ်တပြောမယ်နော် မစိုးရိမ်နဲ့ဆိုတဲ့အရာကဂတိတော်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဖယားသခင်ကတင့်ကိုကြွေးမွေးမယ်။ဒါကြောင့်တင့်စိုးရိမ်စရာမလိုဘူးပြောတာ။ဟာလေလုယာ။ကျွန်တော်တို့အနောက်ကိုကြည်မှာအခန်းကြီး6အငယ်26ကိုပြန်ကြည့်မယ်ဆိုရင်ဘလို့ရေးထားလဲဆိုရင်မိုးကောင်းကင်၌ကျင်လေတော့ငက်များကိုကြီးရှုဆင်ခြင်ကြလောတဲ့ထုံငက်တို့သည်မျိုးစေ့ကိုမဆိုင်မကျဲစပားကိုမရိပ်ကြည်၌မစုမသွင်းတို့တော်လေကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်သူတို့ကိုကြွေးမွေးတော်မူ၏ ခုံငတ်တို့ထက်တင်တို့ဒီအလွန်မြင့်တည်မဟုတ်လောအဘဲသူဒီစိုးရင်ချင်းအဖီမိမိအတ္တကိုတထောင်ခန့်မြတိုးပွားစေနိုင်တည်းဘုရားသခင်ပြောတာရှင်းရှင်းလေးရဲ့ဟိုမိုးကောင်းကင်အငတ်ကိုကြီးလိုက်ပါတဲ့သူတို့ကစဘာလည်းမဆိုင်တတ်ဘူးတဲ့ကြီးစဘတ်စဘကြီးလည်းမရှိဘူးတဲ့သူတို့ဟိုတော့မှဘုရားသခင်ကမငတ်အောင်ထားထားနိုင်တယ်ဆိုရင်လူဖြစ်တဲ့ဘုရားသခင်အင်ပတန်ချက်တဲ့ ဖယားသားသမီးပေါ်ဆိုဘာဆိုတဲ့သူတွေကိုဖယားသခင်ကအငက်ထားပါမလားဒါကြောင့်ချစ်တော်ညီကိုမောင်မတို့အဘယ်တို့စားရအံ့နီးအဘယ်တို့ကိုရအံ့နီးမစိုးရင်နဲ့လို့ယေရှုခရစ်တော်ကျွန်တော်တို့ပြောထားခဲ့တာပေါ့အခုနားထောင်နေတဲ့ကျွန်တော်တို့ကဘာလို့စားဖို့တောက်ဖို့စိုးရင်နေရသေးတာလဲအမြင့်ဆုံးသောဘုရားသခင်ကိုကိုးကွယ်ပါれဆိုပြီးတော့မှစားဖို့တောက်ဖို့ကိုဘာလို့စိုးရိမ်နေတာလဲစိုးရိမ်စရာမလိုပါဘူးဘာလို့စိုးရိမ်စရာမလိုရလဲ ဖိယားသခင်ကျွေးမွေးမှာဖြစ်လို့ဟာလေလုယအဲ့လိုပြောလိုက်လို့ဘာမှအလုံးမလုံးပဲနဲ့ထိုင်နေမှာဆူတောင်းနေမှာအပေါ်ကောင်းကင်ကနေပတ်စံထားလိုက်ကြပေးလိုက်လာမှာမဟုတ်ပါဘူးဖိယားသခင်ကလူပြင်းကိုကောင်းကြီးမပေးဘူးထပ်ပြောမယ်နော်ဖိယားသခင်ကလူပြင်းကိုကောင်းကြီးမပေးဘူးဖိယားသခင်ကလူပြင်းကိုလည်းအလုံးမလုံးဘူးလူပြင်းနဲ့လည်းအလုံးမလုံးဖယားသခင်ကတမန်ကျမ်းစာကိုကြည့်မယ်ဆိုရင်ကျွန်တော်လူတွေကိုကြိုးစားစီခြင်းနဲ့ဖယားဖြစ်တယ်။ဒါကြောင့်ဖယားသခင်ကိုယုံကြည်တဲ့သူတိုင်းကကြိုးစားမှအလုံးလုံးကြတယ် အဲ့ဒီကြိုးစားမှအလုပ်လုပ်တဲ့ခါမှာဘုရားသခင်ကကောင်းကြီးမင်္ဂလာပေးတယ်။အဲ့ဒီကောင်းကြီးမင်္ဂလာအဖြစ်ကျွန်တော်တို့နေ့ရက်စဉ်တိုင်းလုံလောက်နေတယ်။အရှံပေတောင်ဖြစ်နေတယ်။ဟာလေလုယ။ဒါကြောင့်နှက်ဖြင့်အတွက်မဆိုးရင်နဲ့နှက်ဖြင့်အတွက်ဆိုးရင်ချင်းဟာအပူပဲဖြစ်တယ်။နှက်ဖြင့်အတွက်ဆိုးရင်တာတော့အပြစ်တော့မဟုတ်ဘူး။ဒါပေမဲ့အပူဖြစ်တယ်။ကျမ်းစာထဲမှာပြောတယ်လေ။အဘယ်သူကားတဲ့ဆိုးရင်ချင်းအဖြစ်မိမိအတ္တကိုတဒေါန်ခန့်မြတိုးပွားစေနိုင်သနည်းတဲ့။ စိုးရင်လိုက်လို့ဘာထူးသွားလဲတဲ့ကျန်းစာကမေးတာနော်ကျန်းစာကတင်ကလေဘာစားရမလဲဘာဝူးရမလဲဆိုတဲ့အရာကိုစိုးရင်လိုက်လို့ဘာထူးသွားလဲတဲ့ဘာမှမထူးသွားဘူးတဲ့ကောင်းလာလာဆိုတော့ကောင်းတော့မကောင်းလာအောင်စိုးပဲစိုးလာတယ်စိုးရင်လေးလေးကျန်းမာရေးချိုးတဲ့လေးလေးစိုးရင်လေးလေးညအိတ်လို့မရလေးလေးစိုးရင်လေးလေးထိုင်မရထမရစိတ်မပျော်ပြဿနာတွေဖြစ်ကျန်းမာရေးတွေထိခိုက်နောက်ဆုံးအသက်တောင်တူသွားနိုင်တယ် ကျမ်းစာထဲမှာတော့ပြောတယ်စိုးရင်ချင်းကြောင့်အသက်ကိုတဒောင်ခန့်မြတိုးပွားနိုင်စေသလားတဲ့မတိုးပွားနိုင်စေယုံမကအသက်တောင်တူသွားနိုင်တယ်ဘာကြောင့်လဲစိုးရင်လေးလေးအိတ်မရလေးလေးကျမ်းမာကြီးထိခိုက်လေးလေးရေရှည်အသက်တောင်တူမယ်ဒါကြောင့်ကျမ်းစာတွေကပြောတယ်မစိုးရင်နဲ့မစိုးရင်နဲ့ဖယားသခင်စက်ကြောရမိုးမီကဘာမီကြီးကိုဖန်ဆင်းတဲ့ပိုင်တာအုပ်ဆိုးတဲ့ဒီအရာခတ်သိမ်းကိုတတ်နိုင်တဲ့ဖယားသခင်ကမစိုးရင်နဲ့ပြောတာကိုကျွန်တော်တို့ကဘာလို့စိုးရင်နေတာလဲ စိုးရိမ်ဆရာမလို့ပါဘူးစိုးရိမ်လေးလေးကျွန်တော်တို့အတွက်ပါဖြစ်လေစိုးကျိုးများလေးလေးပဲစိုးရိမ်လိုက်လို့ဘာထူးသွားလဲစိုးရိမ်လိုက်တာနဲ့ကျွန်တော်တို့ဆန်တဲ့အေးရလာတာမရဘူးစိုးရိမ်လိုက်လို့ကျွန်တော်တို့ရဲ့စာဝတ်နေရေးအဆင်ပြေသွားလားအဆင်မပြေသွားဘူးပူပဲဆိုးသွားတယ်ကျမ်းမာရေးတော့ထိခိုက်တယ်ဒါဆိုရင်ဘာလို့စိုးရိမ်တော့မှလဲမစိုးရိမ်ပါနဲ့ယုံကြည်ခြင်းနဲ့အနံ့ထားပါဖယားသခင်တတ်နိုင်တယ်ဟာလေလုယာ ဖရာသခင်တတ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဖရာသခင်ဒီတတ်နိုင်တဲ့ဖရာသခင်ပဲကျွန်တော်တို့ကိုဂတိပေးထားတာလေ။မစိုးရိမ်နဲ့လို့။ကျဲစာထဲမှာဘယ်လိုပြောလဲဆိုလို့ရှိရင်ထိုကြောင့်နှက်ဖြန်အဖို့မစိုးရိမ်ကြနဲ့နှက်ဖြန်နေဒီမိမိအဖို့စိုးရိမ်လိမ့်မယ်။ဒီနေရာမှာကျွန်တော်တို့နားလည်ဖို့စကားသခွန်ရှိသေးတယ်။အဲ့ဒါပါလဲဆိုတော့အာနှက်ဖြန်အတွက်မစိုးရိမ်နဲ့လို့ပြောရင်မှနောက်ထပ်သခွန်ကနှက်ဖြန်နေဒီမိမိအဖို့စိုးရိမ်လိမ့်မယ်ဆိုတာပါလဲ။နှက်ဖြန်အတွက်မစိုးရိမ်နဲ့လည်းပြောတယ်။နှက်ဖြန်ဒီမိမိအဖို့စိုးရိမ်စိုးရိမ်ရလိမ့်မည်ဆိုတာဘာကြီးလဲဘာသဘောလဲ။ နားလည်အောင်ရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ကနှက်ဖြံမနှက်ဖြံအတွက်စိုးရိမ်စရာမလိုဘူးမနှက်ဖြံဆိုတဲ့ဒီနေ့ရက်တရက်ကလူလိုမျိုးတယောက်လူလိုမျိုးပုံစံရေးထားတာကျမ်းစာမှာအဲ့ဒီမနှက်ဖြံဆိုတဲ့သူကကျွန်တော်တို့ဘာကြွေးရမလဲသူကလာစိုးရိမ်နေရတာဖျားသားသမီးကိုငါဒီရက်ရောက်လို့ရှိရင်ဘာကြွေးရမလဲဆိုမှအဲ့ဒီနှက်ဖြံကကျွန်တော်တို့လိုင်းမှာစိုးရိမ်ပေးနေတာနားလည်လားမသိဘူးနော်ဆိုလိုချင်တာကဖရာသားသမီးကိုနှက်ဖြံဆိုတဲ့သူကကျွန်တော်တို့ဘာကြွေးရမလဲသူကြိုကြိုတင်စိုးရိမ်နေရပြီကျွန်တော်တို့အတွက် ကျွန်တော်တို့ကစိုးရင်စရာလို့လားမလိုဘူးဘာကြောင့်လဲဖယားသားသမီးမို့လို့ဟာလေလုယာယနေ့နိုင်ရှိတော့မကောင်းမသိတော့အရာဒီယနေ့ဖို့လောက်ပြီတဲ့ဒီကနေ့ခံစားရတဲ့အရာဒီဒီကနေ့ဖြည့်ရှင်းရပြီတဲ့ရေရှည်ရှည်ရှည်ဝေးဝေးဖြည့်ရှင်းစရာလို့လားမလိုဘူးတဲ့မနဲ့ပြန်အတွက်ကြိုတင်ကြိုသွေးမှစိုးရင်နေတယ်ဆိုရင် ပြဿနာပဲရှိတယ်တဲ့အကျဲမကြီးပဲထိခိုက်တယ်တဲ့ဘာမှမထူလာဘူးတဲ့ အော်မနေ့ပြန်တပတ်ခါနောက်တပတ်နောက်တလားနောက်တစ်နှစ်အတွက်ကျူသွေးကျူသွေးမှာစူးရင်နေတယ်ဆိုရင်ကျွန်တော်ပြောမယ်အဲ့ဒါအပူတွေပဲဖြစ်တယ်အပူတွေပဲဖြစ်တယ်အဲ့လိုဆက်လုပ်နေမယ်ဆိုရင်ကျန်းမာရေးထိခိုက်မယ်အသက်တောင်တူသွားမယ်ဘာမှကောင်းကျိုးမရှိပါဘူးโอเคနော် နားလည်ပါစေကျန်းစာထဲမှာဘယ်လိုပြောလဲဆိုတော့မတ်တဲခန်းကြီး6ငွေ28မှာအဝုအဖို့အဝုအဖို့နိုင်အဘဲကြောင့်စိုးရင်ရသည်နီတော်နင်းပင်တို့ဒီအဘဲတို့တော့အဖြစ်ကြီးပွားဒီကိုစင်ချင်းအောင်မေးကြလောထိုအပင်တို့ဒီအလုတ်လည်းမလုတ်ချီဖြစ်စေခြင်းကမငင်မကွန့် တို့တော်လေဖုံးကြီးတော်ရှလမုန်မင်းကြီးအဝတ်ဒီထိုးအပင်တပင်များဤအဝတ်ကိုမမီဟုငါဆို၏ဖယားသခင်ကလေဒီနေ့ပွင့်ပြီးမှမနှက်ဖြန်ညိုးနွမ်းမဲ့တောနှင်းပန်းကိုတော်မှအလှပဆုံးဆင်ချင်ပေးတယ်တဲ့အလှပဆုံးဖြစ်စေတယ်လှစေတယ်ဝတ်လုံကိုပေးတယ်ပြောတာအပြင်ပန်းလှပအောင်ပေးတယ်ဖယားသခင်ကဒါဆိုဒါဆိုလို့ရှိရင်လေဖယားသခင်ချစ်တယ်ဖယားသခင်ကျွန်တော်တို့ဖန်ဆင်းထားတယ်ဆိုတော့ကျွန်တော်ဖယားသားသမီးတွေကိုတောနှင်းပန်းလောက်ကျွန်တော်တို့ကတန်ဖိုးမရှိဘူးလား ရှိတာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ဝုတ်ဖို့ရန်အတွက်စိုးရင်စရာလို့လားမလိုဘူးတော်နေပန်းကိုတော့မှဘုရားသခင်ပွင့်လာတဲ့ခါမှာရှောလုံးမုံမင်းရဲ့ဝုတ်ယုံထက်ကိုတာ၍လှပစီခဲ့တယ်တဲ့ဘုရားသခင်ကဟာလေလုယာဒါဆိုရင်ဘုရားသားသမီးဖြစ်တဲ့တင်နဲ့ကျွန်တော်တို့ကောဒီဝုတ်ဖို့အတွက်စိုးရင်စရာလို့လားမလိုဘူးဟာလေလုယာအမြင့်ဆုံးသောဘုရားသခင်တင့်အတွက်ပြင်ဆင်လိုက်မယ်အာမင်ဒါကြောင့်ယုံကြည်ဝန်ခံသွားပါနော်ကျွန်တော်ကိုးကွယ်နေတဲ့ဘုရားသခင်ဟာ အရာခတ်သိမ်းကိုတတ်နိုင်တဲ့ဖရာအမြင့်ဆုံးတော့ဖရာကျွန်တော်ဟာဖရာသားသမီးဖြစ်တယ်ဒါကြောင့်ဖရာသားသားသမီးဖြစ်တဲ့အတွက်ဖရာဖရာသခင်ကငါ့ကိုအငက်ပဲဒေါမမထားဘူးငါ့ကိုအမြဲတမ်းကြည်ရှုကြွေးမွေးနေတဲ့ဖရာသခင်ဖြစ်တယ်ဟာလေလုယာโอเคနေကုန်ချိုးရအောင်နော်ဒီကနေ့ပြောသွားတာစကားတခုပဲမနှက်ဖြန်အတွက်မစိုးရိမ်နဲ့ဘာလို့မစိုးရိမ်နဲ့ရလဲအကြောင်းတစ်ခုပြောသွားတယ်နံပါတ်၁က အမြင့်ဆုံးသောဘုရားသခင်အရာခတ်သိမ်းကိုတတ်နိုင်တဲ့ဘုရားသခင်စัจ java မိုးမီကိုဖန်ဆင်းတဲ့ဘုရားသခင်ကဂတိတော်ပေးထားတယ်။ငါကြွေးမွေးမယ်နင်ဘယ်တော့မှမစိုးရိမ်နဲ့။ဟာလေလုယာနပတ်နှစ်တစ်ခုကစိုးရိမ်လိုက်လို့ဘာကောင်းကျိုးမှမရှိလောက်စိုးကျိုးပဲရှိတယ်။ဒါကြောင့်ကြိုတင်သွားမှစိုးရိမ်ခြင်းဟာအပူတာဖြစ်တယ်။ဂျေဇုတော်ချီးမွမ်းလိုက်စမ်းပါ။စိုးရိမ်စရာတွေးမိတိုင်းတွေးမိတိုင်းမှာဂျေဇုတော်ချီးမွမ်းလိုက်ဒီကြမ်းချက်ကိုတတိယ စိုးရင်စိတ်တွေကြုံလာတိုင်းကြုံလာတိုင်းစိုးရင်ရမယ့်ကိစ္စတွေကြုံလာတိုင်းဒီကျန်းချက်ကိုအလွတ်ကျက်ပြီးတော့မှအလွတ်ဖက်ပြီးရင်ဂျေဇုတော်ချီးမွမ်းကြည့်အံ့ဩပွေမြင်ရလိမ့်မယ်ဟာလေလုယာသူတို့ကဆုတောင်းရအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဖခင်သခင်ကျွန်တော်တို့ဂတိတော်ပေးထားတယ်မစိုးရင်နဲ့ဟာလေလုယာကိုတော့ကျွန်တော်တို့အားနေတဲ့ခါမှာစိုးရင်တက်တယ် ကျွန်တော်တို့ရဲ့စိုးရိမ်မှုကိုတန်ရှင်းသောဝိညာဉ်တော်ဒီခွန်အားပေးပါနှုတ်ကပတ်တော်ကိုအမြဲတမ်းတည်ရလျက်မစိုးရိမ်ဘဲနဲ့ယုံကြည်ပြီးတော့မှအားကိုးနာခံလိုက်လျှောက်တော်သူဖြစ်စေပါအသက်တာမှာအရှံပယ်အံ့ဩပွေတတ်တည်ရစေပါမိအကြောင်းယေရှုတော်ချီးမွမ်းတဲ့ဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမှာအားဖြင့်ဆုတောင်းပါသည်ဖဖေယအာမင်အရောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ